ခொနရန်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစရန်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ခொနရန်သားသမီးများကျွတင်ချိန်ဆောင်နိုင်ရန်အတွက်ဆီယမရမင်းစည်းလေးမှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက်တရားစာကြံပြုဟောစရံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစရမှာတူဦးစေတနာတူဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပြီးခဲ့ကိုတောင်းဆိုပါရစေ။အစ်စ်တနိုင်းတီအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ကို memena no တနင်္ဂနွေသားသမီးများအတွေ့တနေ့တာဟော့စတန်အလုံးမဝေခွဲရခက်ဆုံးပြရခက်ဆိုတာမျိုးတွေဖြစ်နေမယ်အချင်းလွှဲဆွဆွဲခံရတာပါတယ်ရွှေလောဝေရဏပစ္စည်းတွေထွက်တက်ကြောက်တက်ပျက်စီးတာပါတယ်အထက်လူကြီးအကြီးငယ်များစီမှအူကြီးအထောက်ပံ့များရရှိမယ်ဘိုင်းအောင်ဘိုင်းနာဖြစ်တတ်တယ်အခြေရေးမှာတာတာရရရှိနေပါလိမ့်မယ်ငါးခုနှစ်ပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအရာမှာရွှေဝါရောင်နဲ့နှင်းညိုရောင်ဖြစ်ပါတယ်ရရမိမိအရှိဖျားမှာပူတင်းပါမုံကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကို ိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပြီးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော် တနင်္လာသားသမီးများတွေတနေ့တာ hostel လူမျိုးချင်းဘာသာချင်းများရဲ့အကူအညီရမယ်ရွှေလဝရဏပစ္စည်းများနဲ့ပတ်သက်ပြီးစိတ်သောကများရမယ်သူတစ်ပါးရဲ့ကြောက်တွင်းချင်းအထင်လွဲဆွဆွဲခံရခြင်းများကြုံရတတ်ပါတယ်ခြေတော်မှာထိခိုက်တန်ရာရတဲ့တဲ့ချစ်သူစီမှသတင်းကောင်းကြားရမယ်တစ်ခုနဲ့ပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအရာမှာအဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်ရရရမိမိအရှိပြားမှာလပတ်တူကလို့ပဲတနင်္လာသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပူ မှုရရှိကြပါစေ။ဒနယ်လာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ အင်္ဂါသာသမီးများတွေတနေ့တာဟော့စတယ်အလို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစကားပြောဆိုဖြစ်ရှင်းရတာပါတယ်။မွေးရတော့စီလိုပေါက်ရှားပြီးထွက်နေမယ်။အထက်လူကြီးအကြီးကဲများတွေစိတ်ညစ်ရမယ်။ခေါင်းတချမ်းကြိုက်တတ်ပါတယ်။ချစ်သူရဲ့ထင်လွဲဆွဆွဲခြင်းခံရတတ်တယ်။မာရှေပါတော်ကနံများချိုးပေးပြီးကံကောင်းသောအရာမှမျိုးမိုင်းသောအရာနဲ့မယမ်းရောင်ဖြစ်ပါတယ်။ရရရမင်းမင်းရှိဖျားမှနှင်းစီပန်းကလေးပါ။အင်္ဂါသာသမီးများလုံးကိုစိတ်မဖျားကြမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသာ မီးများအတွေ့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော ဘူရူသားသမီးများတွေတနေတာဟော့စတယ်ဆောင်ရွက်စားတန်းစက်ပစ္စည်းစက်တူရှယ်ယာကိစ္စများအထွေစိတ်နှောက်ရှက်ဖြစ်ရတဲ့တည်းအိမ်တွင်းမှာစိတ်လိုမကြမှုတွေများနေမယ်မွေးကန်ကောင်းပါတယ်ဆွေမျိုးမိတ်ဆွေပေါင်းသင်းများရဲ့အကူအညီများရရှိမယ်တွားသွင်းတဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်ချစ်သူစီးမှမမျော်လင့်မဲလက်ဆောင်ရရပါတယ်တွေ့သုံးပါသောကနန်းများချိုးပေးပြီးကံကောင်းသောအရာမှချက်သွေးရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှတင်မောသည်ကလိုပါဘူရူသားသမီးများလုံးကိုစိတ်နှဖျားစမ်းမချမ်းသာ ကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေဘူရိုသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကြာသောရင်းသားသမီးများအတွက်တနေ့တာဟိုစတယ်အလုတ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးအထူးသတိထားဆောင်ရွက်ရမည်နေ့ဖြစ်ပါတယ်စတူရှယ်ယာစာချုပ်ကိစ္စများအထူးအောင်မြင်မယ်ရွှေအလောက်အပအနုပညာနဲ့ပတ်သက်သောပစ္စည်းများဝင်လာမယ်လက်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတဲ့တဲ့အခြေရေးမှာတာယာနေမယ်ခြောက်သုံးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအရာမှာအပြာရောင်နဲ့အပြာရင်းရင်အရာဖြစ်ပါတယ်ရရရမိမိရဲ့ရှိဖျားမှာပိတ်ကိတ်ကတ်လို့ပါကြာသောရင်းသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာ ပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဂျာတာပရိသတ်သမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တောက်ချန်သားသမီးများအတွေ့တနေ့တာဟော့စတယ်အလုံးမှစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့နေရမယ်။ဘာပဲလို့လို့နှစ်ကြိမ်နှစ်ခါလုပ်နေရတဲ့တဲ့အစုစက်တူရှယ်ယာကိစ္စတွေမအောင်မြင်နိုင်မှာငွေအထွက်များနေတဲ့တဲ့ခမည့်ခါနာဖြစ်တတ်ပါတယ်ချစ်သူစည်းမမမျော်လင့်မဲလက်ဆောင်ရတတ်ပါတယ်တုံးကားပါသောကနာများချိုးပေးပြီးကံကောင်းသောအကြောင်းမှာအပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်ရရရမင်းမြေရှိဖျားမှာစမှုစားငါးခုကတ်လို့ပါတောက်ချန်သားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရ က်ရှိကြပါစေ။တောက်ကြားသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ စနေသားသမီးများတွေတနေ့တာ hostel ရွေထားသောအလုံးများတိတ်လွဲ့လွဲ့နေအောင်မခြံကားကြောက်ကွန်ပျူတာကင်မရာများနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်ကြုံရမယ်ရွေချယ်ရခက်ဆုံးဖြတ်ရခက်ဆိုတာမျိုးများဖြစ်နေမယ်တော်သွေးဒုက္ခပေးမယ်အခြေအမှအထင်လွဲ့ရများနဲ့ကြုံရမယ်ခြောက်ကိုပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအရာမှအနီရောင်နဲ့ညီညွတ်ရောင်ဖြစ်ပါတယ်ရေလေရမိမိရှိပြားမှာဘိမ့်မုံကလိုပါစနေသားသမီးများအလုံးကိုစိတ်နှဖျားကျမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပူမွန်ရရှိကြပါစေ ်စနေသားသမီးများအတွေ့တိုက်ဆိုင်မှန်ကမှာကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟောစတန် channel မှာမယ်မကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါ ပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန် channel လေးကို like subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအကောင်းလေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်